မင်္ဂလာပါရှင်ဆီယမကျူရဲ့ကျမိုက်တပင်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်ဒီနေ့ဖတ်ပြပေးသွားမယ့်အပိုင်းလေးကတော့အပိုင်းခုနှစ်ဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်အခန်းချကျွန်တော်နဲ့မြတ်တီတာဘဝတွင်တူညီသည့်အရာဆို၍တရားကိုတရားချစ်မြတ်နိုးမှုတစ်ခုသာရှိပါသည်ကျွန်တော်တန်ဖိုးထားသည့်ဂီတနုပညာကိုမြတ်တီတာတန်ဖိုးမထားတဲ့တီရမိဘများ၏ဂုဏ်တည်ရေကို ကျွန်တော်မစိုးရွံတန်းမြတ်တရားဤအတိုင်းဝိုင်းပတ်ဝန်းကျင်ကဂုံတရီမြင့်မြတ်သူဟုသူတို့ကိုသူတို့ခံယူထားသည့်ခါမြတ်တရားဤအသိစိတ်တွင်ကျွန်တော်အားသူတို့အတိုင်းဝိုင်းကကဲ့ရဲ့ရှုတ်ချမိကိုစိုးရင်တစ်ဖြစ်တိတ်တခိုးပူပန်နေရလည်သည်ပေါင်းဖေဖေကဘာဖြစ်လို့စောင်းအောင်ရောက်လာလဲဟင်အချားလောက်တခုခုဘာလို့မလောက်တာလဲမြတ်တရားဤအတွေ့တွင်ဖေဖေလောက်ကိုဓာတ်ထက်ကြီးကျက်ခမ်းနားစေခြင်းသည့်ဆန္ဒတွေ လွမ်းမိုးနေလိမ့်မည်ဟုကျွန်တော်နားလည်ပါသည်မောင်စေရောက်ဘာဖြစ်လို့နှစ်နှစ်ဆက်ကြရတာလဲမရသေးတာကြီးအမေတွင်ကျွန်တော်အားအထင်သေးရှုတ်ချမှုမပါပဲတောင်းမှန်တိုးရှုံမှုသာပါနေမှကျွန်တော်သိပါသည်စာမတော်လို့ပေါ်တည်ရရဲ့မောင်ဒီနေ့အောင်ဖြစ်မလားရင်မောင်ចောင်းထက်ပြီးအလုပ်လုပ်မယ်ငွေရှာမယ်မရသေးတာကြီးမျက်နှာညှိုးသွား၏ဆယ်ရမ်းမောင်ဒီပဲနေမောင်ဘာလို့ရမှာလဲကွမောင်ရငုံသွားပြီး ဂျီတာနဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုလုပ်မှာပေါ့။အိုးမဖြစ်နိုင်လိုက်တာ။ညတီယာရဲ့လက်ကလေးကကျွန်တော်လက်ထဲမှာယုံထွက်သွားသည်။အဲ့ဒီတုန်းကတောင်တမန်အင်းထဲမှာရက်ကန်ရက်ကန်ရေကူးရေပြင်းနေသောဘဲကလေးတစ်ကောင်ကိုကျွန်တော်ငေးကြည့်ရင်ရင်ထဲမှာနာကျင်လာခဲ့ပူပါသည်။ဂီတာတီဗီတီရာကိုချစ်လို့ရပါမယ်။ဂီတာတီယုံတက်တက်နဲ့တီရာကိုလက်ထက်လို့မရနိုင်ဘူးလေ။မောင်နားလေးတယ်မဟုတ်လား။ဟင်နားမလဲဘူး။ မောင်ငွေအများကြီးစုနိုင်တဲ့ခါတီတာကိုလက်ထက်မှာပေါ့အဲ့ဒါဘာမြန်ခက်ခဲနေလို့လဲတီတာရဲ့သူတို့သဘောမတူလဲတီတာကိုမောင်မရရအောင်လက်ထက်ယူမှာပဲညာတီတာဒီကျွန်တော်ပခုံးကိုမိထားရမှာစက်ခနဲ့ခွာပြစ်လိုက်ဤခေတာတီရဲ့အလုပ်တစ်ခုတည်းနဲ့ဆိုလူတီတာကငွေရအများကြီးမစုနိုင်ပါဘူးမောင်အဲ့လိုစိတ်ကူးရင်စကားတွေမပြောစမ်းပါနဲ့လားကွယ်ကျွန်တော်အောက်တက်တက်ဖြစ်သွားပါသည်တီယာကိုတော်တော်အထင်သေးတာပဲ ဘယ်ရမဆိုလဲလဲနဲ့တော့ဘယ်ရမလဲတီတာရဲ့စိတ်ရှိရှိစောက်ရမှာပေါ့ဒါဖြင့်တီတာမောင်ကိုဘလောက်ကြောင်စောက်ရမှာလဲတီတာရဲ့မျက်လုံးများတွင်အားမလို့အားမရတောင်းမှန်တိုးရှုံမှုများကိုကျွန်တော်မြင်ရသည်ဆယ်တန်းခဏခဏကြာနေတဲ့ဂလိကချီလူပေါ်ကြောလို့ပတ်ဝန်းကျင်ကမောင်ပေါ်ထင်မြင်နေတာတွေကိုမောင်ပြောင်းပြန်လန်ပြီးတက်တည်ပြနိုင်တဲ့အထိဘလောက်ကြာမှာလဲတီတာဘယ်နှစ်လောက်စောက်ရမှာလဲကျွန်တော်တီတာကို ဂရီတစ်ခုပေးလိုက်ခြင်းသည်အချိန်ကန့်သက်တစ်ခုပေးလိုက်ခြင်းသည်နှစ်နှစ်တည်းဆောက်ပါတည်ရရဲ့သို့မဟုတ်၅နှစ်တည်းဆောက်ပါမဖြစ်နိုင်ပါဤကိစ္စသည်အတိအကျကန့်သက်တတ်ချက်ရေမရပါကျွန်တော်စိတ်ရှုပ်ထွေးစွာအားငယ်စွာတက်ပြင်းဟူတာခဏခဏချမိတော်သည်ကျွန်တော်အိမ်မများအတိုင်းကျွန်တော်လုံနိုင်ပါမလားအဆောက်အအုံဆောက်ပြီးကမှဘာမှဖြစ်မလာခဲ့ရင်ကျွန်တော်ချစ်သူကိုကျွန်တော်ဘယ်လိုနှစ်သက်ရပါမလဲ အခုလောလောဆယ်တော့ကျွန်တော်ရှေ့မှာအမှန်ဖုံးနေတော့တောအုပ်ကြီးတစ်ခုသာရှိသည်ကျွန်တော်ဖြတ်ထွက်နိုင်မှာမလားကျွန်တော်မသိကြပါစိတ်ပြတ်အားငယ်စွာမဲဆယ်ပင်ပင်စီကိုမှီလျက်မျက်စိစုံမှိတ်ထားလိုက်မိသည်ထိုအခါကျွန်တော်ဘာပင်ကိုတီတာကြီးမြတ်တောင်ကလေးများနဲ့ရုတ်တရက်လာထိသည်စိတ်ညစ်သွားလာရင်မောင်နောက်ကိုတီတာနားမပူတော့ဘူးနော်တီတာဆောက်ပါမယ်ဘလောက်ပဲကြကြတီတာဆောက်နိုင်ပါတယ်မောင်ရဲ့ ကျွန်တော်တိရပခုံးလေးကိုဖောက်ဖွားစုတ်ကကျွန်တော်ရင်ခွင်နဲ့ဆွဲဖက်ပွေလိုက်ဤကျွန်တော်များတိတာကိုစမ်းနှမ်းသည့်ဘွားရဲသို့ဘယ်တော့မှဆွဲမခေါ်ပါသူမကလိုက်ချင်သည်ဆိုရင်ပင်ကျွန်တော်မခေါ်ပါတင့်တယ်လာပါသည့်ဘွားတစ်ခုကိုစူးစမ်းပြီးသည့်အခါမှာတော့သူဘွားရဲသို့ပထမဆုံးခြေလန်းလန်းသည့်နေ့တွင်ကျွန်တော်ဘေးမှာညတီတာရှိရမည်။ဘာဖြစ်လို့လဲဆိုတော့ညတီတာရှိမှကျွန်တော်ဘွားကအတိတ်ပဲရှိမှမဟုတ်လို့ပဲ။ တီရာမောင်ကိုစိတ်ရှိပါနော်မောင်တီရာနဲ့မခွဲနိုင်ဘူးချစ်သူနှစ်ဦးသားတွင်အချစ်နှစ်တူလိုအပ်တော်အရာတစ်ခုမှာယုံကြည်မှုဖြစ်သည်ယုံကြည်မှုဆိုဒီမှာလဲအချစ်ထက်ပင်ပို၍တန်မိုးကြည်သောယန္တနာတစ်ခုဖြစ်လိုက်မည်ကျွန်တော်ချစ်သူယုံကြည်မှုကိုရဖို့ကျွန်တော်ဘဝမှာထိုက်တန်သောအရာဆိုတာမရှိခဲ့ဘူးထင်ပါသည်တီရာကျွန်တော်ကိုမယုံဘူးလားအခုချိန်ကြမှာကျွန်တော်ပြန်တွေးကြည့်မိဒီမှာတီရာသည်ကျွန်တော်ကိုလည်းညာထားသည် ူမကိုတူမလည်းညာထားသည်တကယ်တော့တူမကျွန်တော်မယုံပါတူမကိုနဲ့ကျွန်တော်ပြဿနာတက်သည့်ကိစ္စကကျွန်တော်နဲ့တိရကြမှာဒီလောက်အကွဲချောင်းကြီးကြီးကျယ်သွားဖို့အကျိုးသက်ရောက်နိုင်လိမ့်မည်ဟုကျွန်တော်မထင်ခဲ့ပါသို့တော့ထိုအကြောင်းသည်ကျွန်တော်ထံမှအဝေးသို့တီရကိုဆွဲခေါ်ယူဆောင်သွားခဲ့သည်ညတီရာ၏အကိုအရင်းဟုလှိုင်မင်းကပြထားပူသောမျက်နှာတစ်ခုကိုမကြာခဏကျွန်တော်လန်ခီ၌တွေ့နေရတော့လေ ကျွန်တော်မတိရန်ဆောင်၍ဘေးဖယ်ထွက်ခဲ့ရပါသည်ဟိတ်ကောင်ကျွန်တော်နောက်မှလှမ်းခေါ်တန်းကျွန်တော်ကြားတော်လဲလှည့်မကြည့်ပါကျွန်တော်ဒီတငယ်ချင်းတယောက်ဤမှတ်မိနေတာမဟုတ်လျင်တော့ဟိတ်ကောင်ဟူသောအတုံးလုံးနဲ့ကျွန်တော်မသက်ဆိုင်ကိုယူဆထားခဲ့သည်ဟေးအုပ်စိုးဆိုတဲ့ကောင်ကျွန်တော်လှည့်မကြည့်လို့မရပါသူရဲပေါ်နေသူဟုကျွန်တော်အထင်မှခံနိုင်ပါကျွန်တော်လမ်းလျှောက်ရာမှာရပ်၍ပြုံးငနေလှည့်ကြည့်လိုက်တော့ခါ ဇပင်တတို့နဲ့မြတီယာကြီးအကိုကိုတွေ့လိုက်ရသည်။ဘာလဲကွာ။ဘာကိစ္စလဲ။မင်းနဲ့ငါဘယ်တော့မှတိဘူးလို့လဲ။အုပ်စိုးဟူသည့်နာမည်တည်လျင်အုပ်စိုးဟုခေါ်လိုက်လို့ရသည်နဲ့သူကျွန်တော်ကိုတတ်တတ်စော်ကားတာ။မြတီယာမှအဲ့လိုစော်ကားတတ်သည့်အကိုတယောက်ရှိနေတာမကောင်းသောနာမည်ဟုကျွန်တော်သိပါသည်။သို့သောကျွန်တော်ဒေါသကိုဘယ်ရာကားမှထိမ့်ကျုံနိုင်စွမ်းမရှိပါ။အရင်ကမသိရင်အခုမင်းသိစေရမယ်။မြတီယာငါနှမကွာ။ အဲ့တော့ဘာဖြစ်လဲအဲ့ရောမင်းနဲ့ငါညမနင်းနေမှမတန်ဘူးမင်းငါညမနဲ့ဝေးဝေးနေပါငါပထမဦးဆုံးနဲ့နောက်ဆုံးတတိပေးလိုက်တာပဲအောက်တန်းစားကလေးကြီးကျွန်တော်ထောင်းကနေတော့ပွားသွားဤကျွန်တော်ကတယောက်တည်းသူ့မှာအဖော်တယောက်ပါလာသည်သူ့ဖော်ကပိန်ညောင်ညောင်ကျွန်တော်ခယူးဆိုင်เสียမဟုတ်ပါကျွန်တော်သူ့စီတလန်းတိုးသွားလိုက်ဤမင်းကောင်မစော်ကားနဲ့နော်ပြီးမှနောင်နာရသွားမယ် အခုချက်ချင်းလှည့်ပြန်သွားသူ့မျက်နှာဖြူဖြူသည်ရဲကနေနေသွားသည်အမဟာညစေးရမှာစာအုပ်ဟောင်းရောင်းတဲ့သူရဲ့တာအမြန်ရာရာဆတ်ဆတ်သူက ကျွန်တော်တီရှပ်ရင်ဘတ်စာကိုစောက်ဆွဲဆုပ်လိုက်သည်နဲ့တပြိုင်နက်တည်းကျွန်တော်လက်သီးကသူ့မျက်နှာစီသို့ဒိုင်းခင်းနဲ့ရောက်သွားပြီဖြစ်သည် သူ့ဘက်ကသူ့ကောင်ကဝင်ကူသည် သို့တော့ကျွန်တော်ထိုကောင်ကိုလက်သီးတစ်ချက်တည်းဖြင့်နှစ်ချင်ကိုမိမိရရထိုးပြစ်လိုက်နိုင်ပါသည်ဟဲ့ကော မိမနဲ့ယောက်ျားမတန်ဘူးဆိုတာမရှိဘူးကွတင်တော်သူ့ကိုဇက်တိုက်ထိုးပစ်လိုက်သည်မင်းနှမနဲ့ငါနဲ့တန်လားမတန်လားသိချင်ပေးစားကြည့်လိုက်ပါလားသူကျွန်တော်ကိုဒေါသတကြီးခေါ်ဖို့ကြိုးစားသည့်အခါတင်တော်သူ့ကိုခြေဆန့်တမ်းမြောက်၍ကန်ထဲလိုက်သည်ရွတ်ရွတ်တဲတဲနဲ့လူတွေဝိုင်းလာကြတော့အခါကျွန်တော်လှစ်ခနဲပြေးထွက်လာခဲ့ပါသည်အိမ်ပြန်ရောက်တော့ဒေါသမပြေသေးပဲရေတိုင်ကြီးကိုလက်သီးနဲ့နှစ်ဆင့်ဆက်ထိုးပစ်လိုက်မိသည် အလကားကောင်ဘာမှ အဖြစ်မရှိဘဲနဲ့ငါ့ကိုရန်လာစသည်တယ်။သို့တော့ညတီတာကြီးမျက်လုံးဝိုင်းကလေးများကိုမြင်အောင်သွားတော့အခါကျွန်တော်ပင့်သက်တစ်ချက်ရှိုက်ပြီးငြိမ်ကြသွားသည်။မောင်ခွင့်လပါတီတာရဲ့မောင်ဘလို့မှတီးမခံနိုင်လို့ပါ။သို့တော့ညတီတာကျွန်တော်ကိုခွင့်မလွတ်ပါ။နောက်တစ်နေ့တွင်ကျွန်တော်လှိုင်မင်းမတစ်ဆင့်စားတဆောင်ကိုရသည်။ညတီတာကြီးစား။အုပ်ဆိုး နေရာကျဘူးတခိုးစရိုက်ရှိတယ်လို့လူတွေပြောတာငါမယုံခဲ့ဘူးအခုမှပဲအမှန်တိုင်းတိခွင့်ရတော့တယ်အဲ့လိုဆော့ဆော့စီစီတိခွင့်ရတာဖះမှတာပဲငါတက်ပုံပြန်ပေးလိုက်ပါနေ့မျက်နှာကိုငါမကြည့်စင်ဘူးမဖြစ်နိုင်ဘူးတီယာကျွန်တော်ကိုမုန်းသွားပြီဆိုတာမဖြစ်နိုင်ဘူးကျွန်တော်ဒေါသတကြီးအာကနေအော်ကတက်နိုင်တို့ကိုရောင်နေရန်ကိုလက်တီးပြထိုးကြလိုက်မိသည်ကျွန်တော်ကိုတငယ်ချင်းတွေကဝိုင်းဆွဲကြသည့်အခါ ျွန်တော်သူတို့လက်ထဲမှာပြုတ်ခွေကြသွားသည်ရုပ်ရှင်တွေဝတ္ထုတွေရလို့အကိုကြောက်လို့မိဘကိုကြောက်လို့သူတို့ရှေ့မှာဖြတ်စာရေးလိုက်ရပြီးညတီတာတယောက်ကြွေရမှာရင်နစ်စွာမျက်ရည်ကျလိုက်ပြီဟုကျွန်တော်မျှော်လင့်ပြန်ကညတီတာနဲ့တွေ့ခွင့်ရရန်စူးစမ်းမိသည်အတန်းရှေ့မှာသွားဆောက်ပြီးလှိုင်မင်းရှေ့မှာပင်အာမနာနိုင် မရှက်မကြောက်နိုင်မယ်ညတီတာကိုတောင်းပန်မိသည်တီတာရဲ့ကျွန်တော်ဒေါသကြီးတတ်တာကျွန်တော်ရဲ့အားနဲ့ချက်ပါ ကျွန်တော်သိပါတယ်။ဒါပေမဲ့ဒေါသလျောက်ယောက်ျားတယောက်ပောက်ကွဲမိတဲ့အဖြစ်တစ်ခုကိုအဲ့လောက်ကြီးဓာတ်မခတ်လိုက်ပါနဲ့။တီရာကိုကျွန်တော်မဝေးနိုင်ပါဘူး။နောက်ကိုအဲ့လိုမဖြစ်အောင်ထိန်းချုပ်ပါမယ်။ကျွန်တော်ဂတိပေးပါတယ်တီရာရဲ့။ကျွန်တော်ဒီတစ်ခါလေးတော့ခွင့်လွတ်ပါ။တီရာရဲ့မျက်လုံးများတွင်ငြိမ်ရည်များနဲ့အတူနာကြီးမှုများဆက်ဆုပ်မှုများကိုပါတွေ့ရသောအခါဂျူးတွေညှို့ခွေကြသောမတက်တုန်လှုပ်ရသည်။တီရာကဘာမှမပြောဘဲခြာကနေလှည့်ထွက်သွားလေသည်။ ကျွန်တော်လူပုံလေမှာမက်မက်စူးစားရရင်တီတိုစကားများအောင်မှာခေါင်းငိုက်ဆိုင်ကြခဲ့ရသည်ဟော်ရီလက်တွေဒီကောင်တွေမထိန်ချုံနိုင်လို့အခုလိုပြဿနာကြီးမားသွားရတာကျွန်တော်လက်တွေကိုကျွန်တော်တစ်ပင်ပင်စီပြည့်ထုရိုက်ထိုးနှက်မိသည်အစကတည်းကဒီလိုဖြစ်နိုင်တယ်လို့တွေးမိရင်ငုတ်ခံလိုက်ပါတယ်နောက်တစ်ချိန်မှာညတီတာကြီးခြံဝန်းထဲသို့ကျွန်တော်တိတ်တဆိတ်ခိုးဝင်ကတွေ့ဖို့စူးစမ်းမိသည်ညတီတာသည်ကျွန်တော်ကိုတွေ့လိုက်တော့ အလူတရေတွေ့ရရတယ်လို့တုံလို့စွာမောင်းထုတ်ခဲ့သည်။တီယာပေးခြင်းနဲ့ပြပီးခိုင်းချင်တာခိုင်းတီယာခိုင်းနေမြကျွန်တော်လုပ်ပါမယ်တီတာရဲ့ကျွန်တော်မမုန်းပါနဲ့ဒီပြဒနာနဲ့ကျွန်တော်ချင်းနဲ့ဘာမှမဆိုင်ပါဘူးဘာမှမဆိုင်ပါဘူးကျွန်တော်တီရကိုတောင်းပန်ပေးပါမယ်ခြေဖက်ပြီးတောင်းပန်ဆိုလဲတောင်းပန်ပါမယ်တီတာရဲ့ဒီတစ်ခါလေးပဲခွင့်လွှတ်လိုက်ပါနော်ဟင်းနင်အခုထွက်သွားနော်ငါအော်လိုက်ရင်နင်ဒုက္ခရောက်သွားမယ် ပြောပြောဆိုဆိုမြတီရသည်တကယ်ပင်အတန်ကိုအော်ဟစ်လိုက်လေသည်ကျွန်တော်ဘုံငင်းနဲ့ကြောင်ရသွားပြီးနောက်တစ်ချက်ခေါက်ကခြံပြင်သို့ပြေးထွက်သွားရသည်ကျွန်တော်လုံးဝရှုံးသွားပါပြီအခန်းခုနှစ်မြတီရဤဆူရှာနတ်မောင်တို့မျက်လုံးများအောက်တွင်ကျွန်တော်သည်နှိမ်ညံစွာရင့်ကျက်လာခဲ့သည်မြတီရကျွန်တော်ဘဝထဲဝင်ရောက်လာဖို့ကျွန်တော်ဘာမစို့လှုပ်ပြဖို့အစဉ်သင့်ဖြစ်ခဲ့သည် များတည်တာကိုတွေ့ပြီးမှကျွန်တော်ဒီအံ့ဩမှုဆိုဒီကိုတကယ်ကြုံရသည်များတည်တာကိုတွေ့ပြီးမှ အချစ်ဤချုံမြတက်မှတ်မှုကိုမယုံကြည်နိုင်စွာခံစားကြည့်နူးခဲ့ရသည်များတည်တာကိုချစ်မိသည့်အခါကျွန်တော်တကားမှမတွေ့ဘူးသည့်အားငယ်မှုတင်ငယ်မှုတို့ကို ခံစားရင်းရှုံနေခဲ့ရသည်များတည်တာကိုချစ်မိသွားသည့်အခါကျွန်တော်ဒီအောင်နိုင်မှုကိုပျော်ရွှင်စွာခံစားခဲ့ပူပြီးရှုံနေမှုကိုလည်းကြည်ခွဲစာခံစားခဲ့ဘူးသည် အုပ်စိုးကျွန်တော်တယောက်တည်းအနောက်ရက်ကင်းကင်းငြိမ်သက်စွာတွေးတော်မိမောနေသည့်အတွက်အခန်းတကာပိတ်ထားခဲ့သည်ကိုဖိဖိနားလဲဖို့ကောင်းပါသည်ကျွန်တော်နင်းငယ်မကြည့်မနှက်ဖြစ်ကအိတ်ချင်အောင်ဆောင်နေဖို့ဆုံးဖြတ်လိုက်သည်အုပ်စိုးသားခမင်းစားချိန်လွန်နေပြီကွာသွားစမ်းပါအုပ်စိုးဖိဖိမင်းကိုစကားပြောစရာရှိလို့တကားဖွင့်စမ်းပါဦးတကားတပုံးမုံထုပြီးဖိဖိကြည်ကြနေတော့ခါကျွန်တော်မြုံနေမဖြစ်တော့ပါ ခက်ပြေးပြေးထပြီးတကားဖွင့်ပေးလိုက်ရသည်။မပြောလို့လည်းပြီ။ဖေဖေကကျွန်တော်ကိုခြေစုံကောင်းဆုံးကြည့်သည်။ထို့နောက်ကျွန်တော်စပင်းများကိုလက်ဖြစ်ဆွဲကင်ကြီးကမျက်ခုံးပင့်လိုက်သည်။ဒီနီယောင်စပင်းယူဘသူကများတိုက်တွန်းလို့ဆိုးပြစ်လိုက်တာလဲကွာ။ကျွန်တော်စိတ်ရှုပ်စွာပြောရင်ဖေဖေလက်ထဲမှာစပင်းကိုပြန်ဆွဲယူလိုက်သည်။ဘသူမှမတိုက်တွန်းဖေဖေစိတ်ညစ်ညစ်ရှိတာနဲ့ပဲစေးဆိုးပြစ်လိုက်တာ။ဖေဖေကကျွန်တော်ကတင်စီလျှောက်သွားသည်။ စေးဆုလိုက်တော့စိတ်ညစ်တာပျောက်သွားရောလားကွကျွန်တော်ဖေဖေနောက်မှာတက်ကြမကွာလိုက်သွားမိ၏စေးဆုလိုက်တော့ပျောက်သွားတယ်ဖေဖေကျွန်တော်ကိုလူတွေဝိုင်းကြည့်တယ်အဲ့ဒါပြောစရာကောင်းတယ်ဖေဟာဖေဟာအုပ်ဆိုအဲ့ဒါအဟုတ်မှန်နေလားမင်းကိုအယူတယောက်လိုဝိုင်းကြည့်နေကြတာကွကျွန်တော်မခံကြည့်မခံတာအတန်ထွက်ရင်မောပြစ်လိုက်သည်အယူလိုပဲကြည့်ကြည့်အကောင်းလိုပဲကြည့်ကြည့်သူတို့ကျွန်တော်ကိုမကြည့်ပဲမနေနိုင်ဘူးလေ တင်တော်စပွဲပေါ်မှာမှန်ဝိုင်းကလေးကိုကောက်ကင်ပြီးကြည်လိုက်သည်ပြော့ပြောင်းသောအနီရောင်စပင်များနှစ်ဖူးပေါ်သို့ဝဲကျနေသည်အညိုရောင်မျက်လုံးများနှင့်အနီရောင်စပင်များဘလောက်မလိုက်ဖက်တဲ့တွဲဆက်မှုပါလေမှန်ထဲမှာကျွန်တော်ကြောင်စီစီကောင်တကောင်ကိုတွေ့နေရသည်မင်းကောင်မလေးကအဲ့ဒီစပင်ကိုစိုက်သလားကွဖြစ်ပေသည်ပထမဆုံးချိန်ညတီတာနှင့်ပတ်သက်၍ဆက်စုလိုက်ခြင်းဖြစ်သည်သို့တော့ဖြစ်ဖြစ်တော်တော်နောက်ကျခဲ့ပြီး ညတီတာနဲ့ပတ်သက်၍ပြောစရာစကားတွေအများကြီးရှိစဉ်ကဖေဖေမမေးပဲညတီတာအကြောင်းမပြောချင်သည့်အချိန်ကြမှာဖေဖေမေးရသလားကျွန်တော်ကောင်မလေးမဟုတ်တော့ဘူးဖေဖေလှိုင်မင်းရဲ့ကောင်မလေးဖြစ်သွားပြီဟေးထိုစကားပြောလိုက်ချိန်တွင် ကျွန်တော်ရင်ထဲမှာဓာတ်တက်တက်ဖြင့်အထိုးခေရသည်လို့စုကနဲ့နာကျင်သွား၏ဖေဖေကကျွန်တော်ဘက်ကိုလှည့်ကြည့်ကာညလုံးချင်းစုံအောင်စိုက်ကြည့်လာသည်တေချာရဲ့လားကွာသူတို့ကမောင်နှမတော်တယ်ဆို ျွန်တော်ခက်ဟားတစ်ချက်ရေပြစ်လိုက်၏။ဟောတေးကြလွန်းလို့မှကျွန်တော်ရှိရင်သူတို့နှစ်ယောက်လက်ချင်းတွဲဆုပ်စကားပြောနေတာဖြစ်ဖြစ်ရဲ့။လှိုင်မင်းရောသူရော မေဇာတူတူပဲဖြစ်ဖြစ်ဖေဖေခေါင်းတစ်ချက်ရမ်းခါသည်။မင်းမဘာပြည့်ရှိရလို့သူပြောတော့ကျွန်တော်ရင်ထဲမှာတင်ငနေစုစုပ်ခံလိုက်ရသည်။ဖေဖေကိုဇဝေဇဝါကြည့်ပြီး ဖွင့်ပြောရကောင်းမလား။မပြောဘဲထားရကောင်းမလားစဉ်းစားနေမိသည်။အိုးနင်းနေတော့ပြပြရမှာပဲ။ ။သူပြောတာတော့ကျွန်တော်ကလူကြီးလူကောင်းမဟုတ်ဘူးတဲ့။ဇဘိုးတခုလိုကြင်ကြံနေတဲ့။ဖေဖေအားကဒင်ပေါ်မှာလေးပင်စွာထိုင်ချပြီးကျွန်တော်ရေးလက်စတချင်းနှုတ်စမြာကိုဖက်ကြည့်နေသည်။ကျွန်တော်ကိုကြည့်ရမှာအာနာနေဟန်တူပါသည်။ကျွန်တော်ဖေဖေမေးကိုမဆောက်တော့ဘဲဆက်ပြောလိုက်သည်။ကောင်လေးတစ်ယောက်ကသူ့ချစ်သူကောင်မလေးကိုချစ်တဲ့စိတ်တသက်နဲ့ပတ်ဝန်းကျင်ကိုရင်ဆိုင်လိုက်တဲ့အခါဇဘိုးတွေတခုတွေလူကြီးလူကောင်းတွေဒီနိုင်ရှင်ချက်တွေမလိုမဟုတ်လားဖေဖေ။ ဖေဖေကိုဖေဖေရီးစားရဲ့အကူကသူ့နှမနဲ့ဖြစ်လို့ဆိုပြီးလူလဲကောင်မှာဆော့ဆော့ကားကားလက်တီးနဲ့ထိုးရင်ဖေဖေငြင်းခံနေမလားကဲဖေဖေရဲ့တန်ကိုကြားရသည်ပျော်စက်မှာဖေ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 ရုပ်ရှင်နေရလို့ရောက်ဖလောင်အောင်အရှုံးပေးပြီးအဆက်ကွဲခံမလားပြောရင်ပြောရင်ကျွန်တော်ရောသားထွက်လာသည်ဖေဖေကပြုံးလျက်ကျွန်တော်မော်ကြည့်ပါသည်ဒီတော့မင်းကရောက်ဖလောင်ကိုပြန်ထိုးခဲ့တယ်ပေါ့တိတ်တိတ်ကြတာပေါ့ဖေဖေဘာရမလဲအုပ်ဆိုးပဲ ဒီကောင်မှောက်သွားတာပေါ့အဲ့ဒါထိုက်တန်သလားကွာညာဩမင်းကြီးစားရဲ့အမုန်းကိုခံရလောင်အဲ့ဒီရတာထိုက်တန်ရဲ့လားလို့အဲ့ဒီရောကတော့အဲ့ဒီလိုလဲယူရမယ်လို့ကျွန်တော်ဖယ်သိမလဲဖိဖိသိရင်ကျွန်တော်ငြိမ်ခံနေလိုက်မှာပေါ့တကယ်ပါဖိဖိဒါပေမဲ့တကယ်လူကြီးလူကောင်းမပြီးတာသူ့ကိုဖိဖိရဒီကောင်ကဖိဖိကိုတော့စော်ကားလိုက်သေးတယ်ညာစီကစောင်းအောင်ရောင်းနေသူရဲ့တားတဲ့ဖိဖိရေမောပြန်သည် ဟာအဲ့ဒါမမှန်ဘူးလားသူမှန်ပြောတာပဲကျွန်တော်ဖေဖေကိုမကြည့်မကြမ်းကြည့်မိသည်ဒါနဲ့ပဲမင်းကောင်မလေးကစိတ်ဆိုးသွားရောလားကျွန်တော်တက်ပြင်းချလိုက်မိ၏ဟုတ်တယ်ကျွန်တော်တောင်းမှန်ပါသေးတယ်ဖေဖေစဉ်းစားမိမှာတော့မဟုတ်တဲ့တောင်းမှန်စကားတွေနဲ့ကျွန်တော်သူ့ကိုကျွန်တော်ရုတ်တရက်စကားရက်ပစ်လိုက်သည်အတန်နဲ့နဲ့တိမ်ဝင်သွားတော့ကြောင့်ဖြစ်သည်ကျွန်တော်တို့တခဏစကားဆက်ပြတ်သွားပြန်လေသည် နောက်တစ်ပိုင်းကိုဆက်လက်ဆောင်မြော်ပေးကြပါအောင်ရှင်အဆုံးထိနားဆင်ပေးကြတဲ့သူတဦးတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်